ျွန်တော်မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ထိတ်စီနည်းနှမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်ထိတ်စီပေါ့နော်ဒါကနံပါတ်၄ဒါကနံပါတ်၄ဖြစ်ပါတယ်ဒီနေ့နေ့နဲ့ကိုကျွန်တော်ပုံသူပြပြထားတယ်ပေါ့နော်ဒီ3969များရဲ့5693ညစ်3ရင်မှာတူနေတာကကျွန်တော်3969များအားလုံးတူနေတယ်ပေါ့နော်နံပါတ်ရှင်အဖြစ်ပင်ရှိဖြစ်ပါတယ်နံပါတ်35ကနေစပြီးတော့လေ့လာသွားမှာဖြစ်ပါတယ် အဲ့မှာတော့ကျွန်တော်3ထိပ်စီ300ဖြစ်ပါတယ်ခင်ဗျာ3ထိပ်စီ300ပါနော်နောက်ထပ်တစ်ကြိမ်မှာနံပါတ်36နီးနှမျိုးပုံတူအရာအတင်းလေးရှိရတယ်ပေါ့နော်အဲ့မှာ300ပြီးတော့နောက်ထပ်တစ်ကြိမ်မှာ89လေးဆိုတဲ့အတွက်အတင်းလေးရှိတဲ့က8ထိပ်စီ89လေးဖြစ်ပါတယ်ဒီမှာတော့ထိပ်စီနှလုံးပဲပေါ့နော်3ရ5ရထက်က963ဆိုတဲ့အတွက်9ထိပ်စီဖြစ်ပါတယ်တောင်မြ36ထိပ်စီထက်က68ဆိုတဲ့အတွက်ကျွန်တော်တို့ဒီမှာ6ထိပ်စီဖြစ်ပါတယ်ခင်ဗျာ တင်းတင်း9ခွန်ရှင်ထိပ်စီ9လုံးထက်ကနှစ်ထိပ်စီနှစ်နှစ်ခွန်ဖြစ်ပါတယ်ဒီ3ခုထိပ်စီထက်က3ထိပ်စီပေါ့နော်3ရှစ်ရှစ်ဖြစ်ပါတယ်နှစ်3 6ခုထက်က3ထိပ်စီကျွန်တော်3 3ခုဖြစ်ပါတယ်ခင်ဗျာ3ညာနှစ်3 6ခုထက်က3 9နှစ်ဆိုတဲ့အတွက်3ထိပ်စီပေါ့နော်3ညာနှစ်3 6မှာပဲ3 9နှစ်ဆိုတဲ့အတွက်3ထိပ်စီပဲဖြစ်ပါတယ် နေ3689ဒီမှာ၅လုံးပေါ့နော်နေလေး6ဆွေအတွက်နေထိပ်စီဖြစ်ပါတယ်ဒီမှာလည်းတိ3နှလုံးပဲပေါ့နော်3ထိပ်စီ3နေလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်တစ်ချိန်မှာနံပါတ်46ပေါ့နော်ကျွန်တော်ဒီမှာတော့နေ98ထိပ်စီ3လုံးရတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာရှင်းငါးနေဆွေအတွက်အဲဒီမှာတော့ကျွန်တော်အပြီးဖြစ်ပါတယ်ရှစ်ထိပ်စီရှင်းငါးနေဒီမှာအလဲတာအပိတ်ပေါ့နော် ဒီမှာလေ2589ထိပ်စီလေးလုံးຢာတယ်ပေါ့နော်665ဆိုရဲ့အတွက်ကြောင့်မို့6ထိပ်စီဖြစ်ပါတယ်ဒီတုံများ39ထိပ်စီ3လုံးပုံတူဖြစ်ပါတယ်ခင်ဗျာ396ဆိုရဲ့အတွက်3ထိပ်စီဖြစ်ပါတယ်ဒါ665ပေါ့နော်ဒါ396ဖြစ်ပါတယ်နောက်ထပ်တင်တော့တုံများ369ထိပ်စီလေးလုံးပုံတူမှာဆိုရင်6ထိပ်စီဖြစ်ပါတယ်646 โอเค2 3 5 6ထိပ်စီ5လုံးတူနေတယ်ဗောနော်အဲ့ဒီထက်က9ထိပ်စီဖြစ်ပါတယ်9ခွန်10ဖြစ်ပါတယ်2 6 9ထက်က6ထိပ်စီ6 9 6ဖြစ်ပါတယ်ခင်ဗျာဒီ3 5 8 3လုံးထက်က10ထိပ်စီကျွန်တော်6 9 10ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာထိပ်စီ4လုံးဗောနော်3ညာ3 4ရှိစုပြီးဖြစ်ပါတယ်3 5ဆိုရတဲ့ကျွန်တော်ဒီမှာ10ထိပ်စီဖြစ်ပါတယ်ခင်ဗျာ ။ Okay အကြိမ်အားဖြင့်နံပါတ်90ကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်ပေါ့နော်။ Okay ဒါလေးကိုကျွန်တော်မရှင်များလေ့လာလို့ရအောင်နီးနေတကွာကျွန်တော်ပြန်လည်းပြောပြီးတော့မှာဖြစ်ပါတယ်ပေါ့နော်။ဒါကတော့သူရှားပြတဲ့ဟာလေးကိုပေါ့နော်သူရှားသွားခဲ့တဲ့ဟာကိုမရှိများသိရအောင် ပြန်လေးပြပေးရှင်းဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့ဒီနီးနံပါတ်1ကိုပေါ့နော်နီးနံပါတ်1ကိုအရင်ဆုံး လေ့လာကြည့်အောင်လားခင်ဗျာโอเคဒါလေးကတော့ကျွန်တော်နီးနံပါတ်1ဖြစ်ပါတယ်ခင်ဗျာဒီနီးနံပါတ်1မှာကျတော့ကျွန်တော်တို့ဒါ open ပေါ့နော်နီးနံပါတ်1မှာကျတော့ဒီ6 6နဲ့ဒီ6နဲ့ပေါင်းတာကစနစ်ဖြစ်ပါတယ်အလယ်က9940နဲ့9ပေါ့နော်ဒီ9နာချိန်ပေါင်းရှင်းရ30ဖြစ်ပါတယ်ရှင်းတဲ့ဒီ၄ပေါင်းတာက7ဒီနှင်းနဲ့ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်နေ့ကနေ့လေး၆ဆိုတာနေ့၃ချိန်၆ရှောင်းနှန်း၅ပေါင်းတာ၁၁ဖြစ်ပါတယ်။တိကိုနေ့နဲ့ပေါင်းတာ၃၄၅ငါးကိုနေ့ပေါင်းမယ်ပေါ့နော်။ခွန်ချစ်တိ၃၄၅ခွန်ချစ်တဲ့ကကျွန်တော်၈၉၈ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့အဲ့မှာဆိုရင်၈ထိပ်စီ၈၉၈ပေါ့နော်။ဒီဟာဖြစ်ပါတယ်။တိ၃၄၅ခွန်ချစ်မှာ၈ထိပ်စီ၈၉၈ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်ဒီ၈တုံများတင်းနဲ့၄၅ဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ ဒီထိတ်ရှိနေအပိမာတစ်ကြိမ်စီပေါ့နော်အလီမာ၅ကြိမ်ပြီးရင်ဒီမှာ၂ကြိမ်ဒီဝ၂ကြိမ်တစ်ကြိမ်တစ်ကြိမ်ဒီမှာလေးအလီမာတစ်ကြိမ်ဒီထိတ်မာတစ်ကြိမ်အပေါင်းနေဆိုပြီးတော့အတူတူဖြစ်ပါတယ်ခင်ဗျာ ရှင်းတဲ့ချစ်ပေါင်းတာက16ဖြစ်ပါတယ်95လီ45ဒီလေးနဲ့ကြိမ်ပေါင်းတာ6ရှောင်းတဲ့တေးပေါင်းတာ9ကို နောက်မှရှိတဲ့နင်းနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ရှင်းနဲ့နှစ်ပေါင်းရှင်း30ဖြစ်ပါတယ်6နဲ့9ပေါင်းတာ တစ်ကိုခုနှစ်ပေါင်းတာရှစ်ဆိုတဲ့အတွက်ရှစ်ကိုလည်းနှစ်နဲ့ပေါင်းတော့30တင်းနှစ်နှစ်ကိုနှစ်ပေါင်းတာ၄ငါရှစ်တောင်ညာတင်းနှစ်လေးငါမှာတစ်ထိပ်စီတင်းလေးငါဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီဟာဖြစ်ပါတယ်ပေါ့နော်โอเคだそれでဒီဘက်မှာကျတော့ကျွန်တော်ဒီတင်းနဲ့ဒီငားနဲ့ပေါင်းပါဖြစ်တဲ့အတွက်6 9လေး20ပေါ့เนาะတုံများနဲ့ချိန်တုံများဒီရှင်းနဲ့နှစ်ပေါင်းတာလေး30ဖြစ်ပါတယ်ဒီနှစ်နဲ့ထပ်ပေါင်းမယ်ပေါ့เนาะ ။ဒါဆိုရင်ချောင်းတဲ့နှစ်ပေါင်းလာရှင်းဆိုတဲ့အတွက်ရှင်းတုံညာတင်းနဲ့ဒင်းကထိစီပေးရမှာဖြစ်ပါတယ်။အရှိယဗီဒီယိုမှာရှင်းကိုတုံညာတင်းနဲ့ထိစီပုံတူရှိတယ်ပေါ့နော်။ဒီတစ်ပတ်မှာဒီချောင်းလုံးမှာကြတော့ရှင်းတုံညာတင်းနဲ့ဒင်းကဖြစ်ပါတယ်။ Okay ဆက်ပြီးတော့ကျွန်တော်နေ့နံပါတ်2ကိုလည်းဆက်ပြီးတူတူလေ့လာကြည့်မယ်ပေါ့နော်။ Okay ဒါလေးကတော့ကျွန်တော်အဲထိပ်စီနေ့နံပါတ်2ဖြစ်ပါတယ်ခင်ဗျာ။ 339လေး39တီ6နှစ်ကြိမ်ပေါင်းတာစနစ်ဒီအလျာကိုကတကြိမ်ဒီ6နှစ်ကြိမ်ပေါင်းတာစနစ်ဒီတင်းနဲ့ကိုပေါင်းတာက30ဖြစ်ပါတယ်3နှစ်ကြိမ်6 6နှစ်ပေါင်းတာ8ဒီ9နှစ်တစ်ပေါင်းတာက30ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနေ့နဲ့8ပေါင်း30နေ့နဲ့9ပေါင်းတာ73ဆိုတဲ့အတွက်တင်းနဲ့နှစ်ကို3ပေါင်းရှင်း5 6 6ကိုနှစ်ပေါင်းတာ8ကိုတင်းနဲ့9 6 8ကိုမှာဆိုရင်8ထိပ်8ကိုရှိဖြစ်ပါတယ် တရားပေါ့နော်တင်းနဲ့ငါးရှောင်းရှိကူမှာရှိကူရှိတရားပွားအဟာရကိုလည်းဒီနေ့အတိုင်းပဲပြန်ပြီးတော့ညည်းကြည့်လို့ရတယ်ပေါ့နော်အဆွေးနောက်ထပ်တစ်ကြိမ်ဒီ3 4 8 3များတစ္ဆာလေးကိုဆက်ပြီးကြည့်အောင်3ကြိမ်9 8ကြိမ်16ဒီ9ကတစ်ကြိမ်8ကြိမ်16ခုနဲ့၄ပေါင်းတာက17နင်းနဲ့8ပေါင်း20နင်းနဲ့8ပေါင်း20ပေါ့နော်ဒီတင်းနဲ့ဒီတစ်ပေါင်းတာကနည်းဆိုပြီးဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်ဒီကုနှစ်ကြိမ်ဆက်ရှိပါတော့ရှင်းနဲ့ရှောင်းပေါင်းရှင်းဆက်ဒီလေးနဲ့ဒီရှောင်းနဲ့ပေါင်းရင်30တင်းနဲ့နေပေါင်း3ဆိုတဲ့အတွက်3လေးလေးကို3ပေါင်းရှင်းခွန်8ရှစ်ကို2ပေါင်း30ပေါ့နော်တ3လေးခွန်8တောင်များတင်ပါတင်းလေး90ဖြစ်ပါတယ်ဒီဟာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာတိတ်သိစီတင်းလေး90ဖြစ်ပါတယ်ခင်ဗျာ ီဘက်မှာအဲ့ဒီနည်းအရကျွန်တော်တို့3လေးဒီဆက်နည်းဖြစ်ပါတယ်။တင်းနဲ့ချိန်နည်း9နဲ့ချိန်30ဆက်လေးပေါ့နော်။ပြီးရင်ခွန်နဲ့6ပေါင်းတာ73၊လေးနဲ့ချိန်8နည်းနဲ့ချိန်ပေါင်းတာ၄၊ကိုးနဲ့တပေါင်းတာက30ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်ဒီမှာကျတော့ဒီနည်းနဲ့နည်းပေါင်းတာ၄ပေါ့နော်။လေးကဒီလေးနဲ့ပေါင်းတာ၈ရှင်းနဲ့ရှင်းပေါင်းတာ16လေးနဲ့ပေါင်းရင်20သုံးသလုံးကြံတဲ့အတွက် 3683သဘဲထည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ဒီဘက်မှာလည်းကျွန်တော်3683တိအတူတူပဲဖြစ်နေတယ်ပေါ့နော်။ဆိုတော့ကျွန်တော်အပေါ်တစ်ခုနဲ့လည်းအတူတူဖြစ်တဲ့အတွက်3683ထိစီဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီဘက်မှာဒီနည်းနှစ်ခုစလုံးဆက်ပြီး Okay မယ်ဆိုရင်3683ထိစီဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ဒီပင်ရှင်ထိတ်ဆီးကားလုံးဘောတော့ဤနှမျိုးမှာလေပုံတူကပြီးခဲ့တဲ့ဘက်မှာတော့တိထိတ်ဆီးတစ်လုံးပဲရှိတယ်ဒီတစ်ဘက်မှာရှစ်ခုတုံများတင်းနေစပြီးတူနေတယ်ဘောနော်ကျွန်တော်ဒီတစ်ခုမှာကြတော့ရှစ်ခုတုံများတင်းနေဆိုတော့အာရှစ်တုံညာတိထိတ်ဆီးပို့ပြီးအာသာတောင်းမယ်ဘောနော်ရှစ်တုံညာတိထိတ်ဆီးပို့ပြီးအာသာတောင်းမှာဖြစ်ပါတယ်โอเคဒါကဤအရာဘောနော်အမရှင်ကလေလာလို့ရအောင်ရည်ရွယ်ပြီးတော့ပြန်လည်းမြောက်ရှင်သားဖြစ်ပါတယ် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိုက်ဆွေတူဒီအောင်ရှင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ